ဇလန်းရုပ်ရှင်များကိုပြသတဲ့အခါကျရင်ရုပ်ရှင်ရုံမှာပြမယ်ရုပ်ရှင်ရုံကို လူတွေကလာကြည့်ရမယ်ပေါ့နော်အခုဟာရုပ်ရှင်ရုံကိုလူလာကြည့်တာတယ်လူရှိတဲ့စီကိုပုတ်ကွန်တန့်ကသွားမှရမယ်လေအဲ့တော့ပုတ်ကွန်တန့်ကြီးရအောင်ဆိုလို့ရှိရင်တော့ online platform တစ်ခုလိုပါတယ်အဲ့ဒါအတွက်ဒီကနေ high tune ကနေပြီးတော့မှအာဖန်တီးပေးတဲ့အတွက်ကျေးဇူးလည်းပဲတင်ပါတယ်အဲ့တော့အခုဒီပွဲဟာ cine craft မှာ အာကိုရေးခြင်းနဲ့ဝတ္ထုကိုဇလန်းကို ကို ရေးမယ်ပြီးရင်ကျမတို့စီမှာ pitch လုပ်မယ်လုပ်တဲ့ခါကြလို့ရှင်အာ jury လူကြီးတွေရှိမှာပေါ့နော် international expert trade လည်းပါမယ်နောက်ပြည်တွင်းက expert trade လည်းပါမယ်အဲ့လိုမျိုးနဲ့ရွေးရွေးလို့ရတဲ့ဇလန်းကို အာစီနီကာကနေရောစကောလာရှစ်လို့ဟာမျိုး grant program လို့ဟာမျိုးတွေလည်းထုတ်ပေးมาဖြစ်တယ်အဲ့တော့ grant က30ရိုး30ရိုးဒါမျိုးတွေကိုထုတ်ပေးလိုက်လို့ရှိရင်ထုတ်ပေးလာတဲ့ grant နဲ့ဒီ story ကိုရိုက်ရမှာဖြစ်တယ်ဒါနဲ့ရှင်တော်ကဒါရီရဲ့အဖာစူးစမ်းကျင်နေကြတယ်ဘဝရီဒါမျိုးလေးတူကဖြတ်ဆိုင်နေတာမတင်မနာဘူးလေတင်မနာတော့ဒါပေမဲ့ ေချင်တဲ့ကိုခိုင်နေကြ။ဘယ်ဟာတိရစ္ဆာန်ဝါဒနာပါလိရေချင်းရှိရဲ့ဆိုအင်ဂရတ်တောစင်ကိုရိုက်တင်ဆက်ပါ Rising Show ကဟုတ်တယ်ဆက်ပြီးဆောင်ပါဒါမို့ရရင်လည်းရသဆိုဒရာမာ action horror ကံအလုပ်စပန်းလေးပါနိုင်ငံကျော်ပေါ်ရင်ဒိုရိုက်တာဖြစ်တယ်။တင်းဆောင်တယ်အတူတွဲပြီးတိုင်ပြီးကြုံနေရတယ်။အဲဒီအခါနာတော့လေ ကျမရဲ့ dreams တစ်ခုကိုတွေ့ရတာပေါ့เนาะကျမလွန်ခဲ့တဲ့အနှစ်20ကျော်ကနေမြန်မာပြည်မှာ mainstream media အပြင်ကိုမှ independence filmmakers platform တစ်ခုကိုလည်းပဲကျမတည်ဆောက်ချင်ပါတယ် now filmmaker young filmmaker လို့ခေါ်ရင်ငယ်တဲ့ပေါ့เนาะ filmmakers တွေကိုလည်းပဲ 10-20-70 theory အတိုင်းတက်စေချင်ပါတယ်။ဘာဖြစ်လို့ဆိုတော့10%ဖြစ်တဲ့ do say don't say စီးမင်းနေစီကန်းနေကိုသိမှသူကကျင့်ဖို့ကိုသိမှလေ။အဲ့တော့ကျင့်ဖို့ကိုသိလာခဲ့တဲ့အာ new set တစ်တခုကိုပေါ့နော်မျော်လင့်ရင်းနဲ့ဒီမှာထုတ်လို့မှုအတွက်ဆိုပြီးတော့အပြင်မှာလဲ private school တွေတည်ထောင်ဖို့အားပေးတယ်။ private school တွေကနေပြီးတော့လဲစတင်တယ် ီးတော့ကျွန်မရင်းချင်းမှုတက်ကတူမှာလဲ Film Consultant Theater ဆိုတာရှိရလေရုပ်ရှင်နဲ့ပြဆက်အာဌာနရှိရအဲ့ဌာနမှာလည်းကျွန်မ App မောက်ခအနေနဲ့စတင်ပါတယ်အာဒီလိုသင်ရင်းနဲ့ပေါ့ငယ်ရွယ်တဲ့ fresh ဖြစ်တဲ့ရုပ်ရှင်ထုတ်လုပ်တဲ့သူတွေ content maker လို့ခေါ်တဲ့ဇလန်းများကိုထုတ်လုပ်တဲ့များဖြစ်အောင်လို့ဆိုပြီးတော့ဖြူစားခဲ့ပါတယ် ါကြောင့်မလို့ထုံးလုံးမှုခန္ဓာမှာတော့လေတော်တော်စိတ်ချရသလောက်ရှိတယ်ပေါ့ဒါပေမဲ့ကျမတို့ကထုတ်တိုင်းထုတ်တိုင်းလည်းပဲဟိုကိုယ့်ရင်ထဲကိုသိမ်းထားလို့မရဘူးလေအများပြည်သူတွေမြင်အောင်ပြရမှာဖြစ်တာပေါ့အဲ့တော့အဲ streaming platform ကလည်းပဲလိုတယ်အာကျမတို့အရင်တော့ကနှစ်နာရီရုပ်ရှင်ပေါ့ဇလန်းရုပ်ရှင်များကိုပြတာတဲ့အခါကျရင်ရုပ်ရှင်ရုံမှာပြမယ်ရုပ်ရှင်ရုံကိုလူတွေကလာကြည့်ရမယ်ပေါ့နော် အခုဟာရုပ်ရှင်ရုံကိုလူလာကြည့်တာတယ်လူရှိတဲ့စီကိုပို့ content ကသွားမှရမယ်လေအဲ့တော့ပို့ content ကိုရအောင်ဆိုလို့ရှိရင်တော့ online platform တခုလိုပါတယ်အဲ့ဒါအတွက်ဒီကနေ high tune ကနေပြီးတော့မှအာဖန်တီးပေးတဲ့အတွက်ကျေးဇူးလည်းပဲတင်ပါတယ် now ကျမတို့ရဲ့အာရုပ်ရှင်တွေမှာလုံးမဲ့ထုတ်လုပ်မဲ့ကလေးတွေ啊ညီအစ်မတို့ဇလန်းတွေကိုနိုင်ငံတကာရဲ့မျက်စိထဲမှာ မြင်အောင်ဝင်အောင် ပြောပြတတ်ဖို့လိုတယ် how to tell your story ပေါ့နော်အဲ့ဒါအတွက်လဲကျွန်မဟိုဒီမှာဒီအနောက်မှာပဲဒီ story telling art of story telling ဆိုတဲ့သင်တန်းတစ်ခုကိုလည်းပဲဟိုပေးပါတယ်အခုတိုင်းဆိုလို့ရှိရင်တော့ clay တွေမှာအာပြောပြစရာဇလန်းတွေလည်းအများကြီးရှိတယ်အာဒါပေမဲ့လို့ နှစ်နာရီကြာရုပ်ရှင်အဖြစ်နဲ့ဖန်တီးရတဲ့စာလို့ရှိရင် short film အတွက်ကလည်းအာလိုအပ်တယ်လို့ထင်ပါတယ်။ဒါကြောင့်မလို့ဒီ platform မှာ short film တွေအတွက်ဖြစ်ပါတယ်။အဲတော့ခိုလွန်ခဲ့တဲ့အနှစ်20လောက်တုန်းကတော့နိုင်ငံများသားပညာရှင်များကိုလည်းပြည်တွင်းကိုခေါ်ရတယ်။ပြည်တွင်းကနေပြီးတော့လည်းပြပကိုပုတ်ကလေးတွေကိုလည်းစာသင်မှုအတွက်ဆိုပြီးတော့သင်တန်းတွေကိုလည်းပဲလွှတ်ရတာရှိရပါတော့။ အဲလှုပ်လာပြီးသွားတဲ့အခါကျရင်တော့ pitching ဆိုတဲ့ပြိုင်ပွဲလေးတစ်ခုကိုဝင်ရတယ်။သူကအဲ့ဒီပြိုင်ပွဲမှာဟိုကိုပြောချင်တဲ့ဇလံလေးကိုပေါ့နော်ပြောပြထားအောင်ဆိုကျွန်မ pitching ကိုလည်းပဲသင်ပါတယ်။ဆယ်နှစ်ကျော်နေပြီသင်လာတာ။အဲ့တော့အခုဒီပွဲဟာ Cine Craft မှာအာကိုရေးချင်တဲ့ အဝတ္ထုကိုဇလန်းကို ကိုရေးမယ်ပြီးရင်ကျမတို့စီမှာ pitch လုပ်မယ်လုပ်တဲ့အခါကျလို့ရှင်အဂျူရီလူကြီးတွေရှိမှာပေါ့နော် international expert trade လည်းပါမယ်နောက်ပြည်တွင်းက expert trade လည်းပါမယ်အဲ့လိုမျိုးနဲ့ရွေးရွေးလို့ရတဲ့ဇလန်းကို အာစီနီကာကနီရောစကောလာရှစ်လိုဟာမျိုး grant program လိုဟာမျိုးတွေလည်းထုတ်ပေးมาဖြစ်တယ်အဲ့တော့ grant ကသိန်း30လို့သိန်း30လို့ဒါမျိုးတွေကိုထုတ်ပေးလိုက်လို့ရှိရင်ထုတ်ပေးလာတဲ့ grant နဲ့ဒီ story ကိုရိုက်ရမှာဖြစ်တယ်ကျမတို့ဟိုရဲဆွစ်ဇာလန်က open door lab မှာဆိုလို့ရှိရင်တော့ grant တစ်ခါထုတ်ပေးပြီးသွားလို့ရှိရင်၃နှစ်အတွင်းကားဖြစ်အောင်လုပ်ရတာပေါ့ ကျမတို့ဒီမှာလည်းသတ်မှတ်ချက်တော့ရှိမှာပဲအဲ့တော့ဖြည့်လာတယ်ကားထွက်လာတယ်ပြမယ်ပြပြီးသွားလို့မှအာပြိုင်ပွဲဝင်ဖို့အတွက်ကိုစင်တန်းမိရဲဆိုလို့ရှိရင်ကျမတို့ short film festival ကိုဝင်ပြီးမှဖြစ်ပါတယ်အာအရင်တုန်းကတော့ကျမတို့စီမှာအာမြန်မာရုပ်ရှင်နှစ်နာရီစာရီဟာအပြသေးတာဖြစ်တယ်ရုပ်ရှင်ပွဲတော်တွေမှာအပြအပြလေးရှိတယ်တချို့ရုပ်ရှင်တွေပဲတစ်ကိုနေပါတယ် ပြိုင်ပွဲဝင်တာပေါ့ကျမကတော့ကျမရဲ့မိတ္တာတော့ကဆိုတော့ပြိုင်ပွဲဝင်တယ်ကျမအပြိုင်ဝင်ရတာကိုကြိုက်တယ် အဲ့တော့အပြအပြင်ကမှအပြိုင်ကိုဝင်နိုင်မှုအတွက်ပြီးတော့ short film တွေအတွက်ရည်ရွယ်ပြီးတော့လုပ်တဲ့ program လေးဖြစ်တယ်ပေါ့နော် ပြီးတော့ဒီမှာ show လည်းပဲပါတယ်အခုနောက်ပိုင်းမှာရုပ်ရှင်တင်မှမဟုတ်တော့ဘူးနှစ်နာရီ content မှမဟုတ်ဘူးဒီလို show တွေမှာကိုလည်းပဲအပြည်ပြည်ဆိုင်ရာနေတော့ပွဲတွေမှာအဆူတွေပေးတာတွေရှိရယ်လေအဲ့တော့အဲ့ဒီဆူတွေအတွက်လည်းပဲရည်ရွယ်ပါတယ်ဒီဘက်ကမြန်မာပြည်ကထုတ်တဲ့ show တွေလည်းပဲပြိုင်ပွဲဝင်နိုင်အောင်ပေါ့ ဲ့တော့ကျမတို့အားလုံးဒီလို platform တစ်ခုစလုံးကိုပေါ့နော်အလုံးကအနည်း20ရာနေစိတ်ကူးရင်လာခဲ့တာအကောင့်အထည်ပေါ်သွားပြီလို့ယူဆပါတယ်ဒီရဲ့ဒီရှိကိုရွေးနိုင်မှုအတွက်ကတော့ပါလာတဲ့လူတွေရဲ့အပင်ကိုစွမ်းရည်နဲ့လည်းမူတည်ရဲ့ဘေးကလူတွေရဲ့ guideline နဲ့လည်းပဲအမူတည်ပါတယ် AES ဆိုပါတော့အများကြီး academic ဟိုစာ ဖီမီကယ်ဆေးတွေထုတ်ထားပြီးသားဖြစ်ပါတယ်။အဲ့တော့မျှော်လင့်ပါတယ်။အာဖြစ်လာလိမ့်မယ်လို့။ဒါပေါ်တော့အလကားဖို့ဖို့ပဲပေတော့လေဒီလောက်အဆိုင်လာပြီးပါတော့ quality ကအရေးကြီးတယ်လေ quantity က nothing ။သမီးလာမတုံနဲ့တွေ့တယ်။သမီးတဲ့သမီးတီမှာပဲ။ဒါဆိုအကြောင်းမှာတော့လေ academic ဟိုစာ curriculum လို့ခေါ်တဲ့သင်ယူညွှန်းနှန်းကို module တွေကို develop လုပ်တဲ့အခါကျလို့ရှင်တို့နိုင်ငံတကာကအကြောင်းနေနဲ့လဲချိတ်ဆက်ပြီးတော့လုပ်တာဖြစ်ပါတယ်။အာရှိုးကျောင်းကတော့ကျမမသိဘူးကိုစောအကူကိုရောကိုရောဘတ်တို့ကိုမေးကျမလေးဦးဝဲတွေ့တော့ဒီကောင်ကိုထိုင်းခဏလေးပါလေးဆိုတော့အေးရှိုးမှာ ဲ့ဒီ program အသေးစိတ်ကိုတော့တို့ကိုပဲမေးလိုက်နော်အာလူတွေကတော့လေကိုရီးယားကိုကြည့်လိုက်လေ YG တို့ဘာလို့ဆိုရဲ agency တွေကလုံပုံလုံကြီးအရာဆိုရင်တော့သူကတိတိဒီဘော kit program ဆိုတိတိလေးရယ်ပြန်ရတယ်ပြီးတော့မှ teen program ဆိုစေကျော်သက်တရားပြိုင်တယ်ပြီးတော့ youth program ဆိုပြီးတော့ပြိုင်တယ်ပြိုင်တဲ့ထဲကနေတော့မှကြည်ရယ် training ပေးတယ်ပြီးတော့မှသူတို့တွေတချင်းဆိုတယ် သချင်းဆိုတဲ့ကရဲအာပြီးတော့မှတို့တွေတယ်လီဗီရှင်းကြော်ညာတွေကိုရိုက်တယ် TV series တွေမှာပါတယ်ပြီးတော့မှရုပ်ရှင်တွေကိုပါတယ်ရုပ်ရှင်ကနေတော့မှအသက်20နဲ့အာ6နှစ်9နှစ်လောက်အရွယ်ရောက်လာမယ်ဆိုလို့ရှိရင် agency ကမေးတယ်လေမင်းဘယ်နိုင်ငံကိုသွားကျင်တယ်လဲ အတချို့က China ကိုသွားခြင်းနဲ့သွားတိုင်းသင်လိုက် Chinese language သင်လိုက်ဆိုပြီးတော့သင်ခိုင်းတယ်အတချို့ကတော့ပြင်သစ်ကိုသွားခြင်းနဲ့သွား fashion ကိုသင်ယူလိုက် ပြင်သစ်စကားပြောသင်ယူလိုက်ကနေဒါကိုသွားခြင်းနဲ့အင်္ဂလိပ်စကားပြောသင်လိုက်သူရဲ့ trend ကိုကြည့်လိုက်အဲ့လိုမျိုးတွေ agency တွေက trend လုပ်ပေးတယ်အခုဒီတိုင်းမှာတော့ဒီလိုမျိုးလုပ် မဲ့ agency လုံနေတယ်လို့ကျမကတော့ collect တစ်ခုကိုမြင်တာပဲเนาะဟို agency ဟာ rain success letter ပေါ့ကိုတို့ရွေးလာခဲ့တဲ့လူရဲ့အာအောင်မြင်မှု credit တွေကိုထူထောင်ပေးနိုင်တဲ့လူဖြစ်ဖို့လိုပါတယ်အာကျမတို့တဖြည်း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 တော့ရွေးရမှာပဲလीเนาะလုံးစရာတွေကလည်းအများကြီးပဲဒါကြောင့်မလို့ကျမအခု83နှစ်ရောက်တဲ့အထိဒုံနေတော့ပဲ